အခုမင်ညာပဲခြိုင်ကညာပဲလက်မထိုးခင်ပေါ့နော်လေပင်အနာကုတ်ကိုအရင်ပြောပြလိုက်ပါမယ်လေပင်ကမင်းတို့ဒီမှာလေးကိုဝစ်ကြည့်ပြီးတော့နည်းပေါ့နော်ခြောင်နဲ့ကြက်တယ်တခုခုပေါ့အရင်ဟိုဘယ်လိုပြောမလဲအရင်ခြောင်နေတယ်ဆိုလို့ရှိရင်လေပင်အနာကုတ်တဲ့အချိန်မှာအဆိုင်တစ်ဆိုင်သေးတာနဲ့အနာကုတ်လို့ရတယ် တအားကြီးကျက်နေနေဆိုလို့ရှိရင်တော့မင်းတို့ aside တက်ဆိုင်ကြီးတာနဲ့နည်းနည်းကုတ်ချင်တဲ့ကိုဘာလို့မဟုတ်ရင်ထိုးလက်ဆန် aside နဲ့ပဲကုတ်လို့လည်းရတယ်မင်းကတော့ထိုးလက်ဆန် aside နဲ့ပဲကုတ်ပါမယ်ကိုမဲဆိုတော့အလားဘက်ကပဲစားမယ်ပေါ့နော်ပထမဆုံးဒီမှာချိန်ခွင်းလေးလုပ်လိုက်မယ်လုပ်ပြီးလို့ရှိရင်ဒီလိုအလားဘက်ကို ပခုံးသားဖြစ်ဖြစ်ပေါ့နော်ဒီရှေ့တက်တဲ့ကြီးတော့မလုပ်ဖ ೇನೆ ပခုံးသားဖြစ်ဖြစ်နောက်ချမ်းဖြစ်ဖြစ်တနည်းရရနေပြီးတော့မင်းတို့ကဒီမှာချိန်ခွင်းလေးတွေကနေ ခြေခွင်းလေးတွေမှာထိုးပေးတာလေဒီလိုမျိုးခွင်းလေးတွေအဲ့ဒီခွင်းလေးတစ်ခုခုရဲ့အလင်းကနေစလိုက်ပါမြင်ကတော့ဒီနောက်ချမ်းနာလေးပေါ့နော်နောက်ချမ်းနာလေးဒီခြေစားထားတဲ့နာလေးမှာပဲအဲ့ရနေပဲစလိုက်မယ်ပေါ့မအလှဘက်ကနေစပြီးတော့မင်းတို့ပထမဆုံးဒီခွင်းထဲမှာကတိုင်တူလေးထိုးလိုက်မယ်ထိုးပြီးလို့ရှိရင်ချိန်သုံးခုတရရင်မယ်အဲ့ဒီအဲ့ဒီခွင်းပေါက်ထဲမှာပဲအကူထိုးချီယို ချစ်ယူလိုက်မယ်တူတူလေးမလုံးနဲ့เนาะဖက်ရှိရှိလေးဒီတရစ်တိုင်ကိုဆွဲပြပါပြီးရင်နောက်ဘေးကရဲ့ခွင်ရဲ့အလယ်မှာတိုင်တို့ချိန်သုံးခုတရစ်ရစ်မယ်အဲ့ဒီတိုင်တို့လေးမှာပဲဒီလိုမျိုးနှစ်ကြိုးယူဖက်ရှိရှိလေးဆွဲတရစ်တိုင်တစ်တိုင်နောက်ခွင်ရဲ့အလယ်ကိုတော့အဲ့လိုမျိုးလေးပက်လေထိုးလိုက်ပါတော့ ချိန်သုံးမှုသွားမယ်တရေရေအဲ့ဒီတိုင်းတို့ထိုးကြရကြရမှာပဲအကူထိုးချီချိယူနှစ်ခွင်းတစ်ခါနှစ်ခွင်းတစ်ခါပြုတ်ပြီးကဲ့ရဲ့အခွင့်ရဲ့အလဲမှာတိုင်းတို့ချိန်သုံးခုပြီးကဲ့ရဲ့အခွင့်အဲ့တော့ခွင်းนี่မကြော်ဘူးเนาะဒီတိုင်းမယ်ချိန်သုံးခုတိုင်းရှိပြီးကဲ့ရဲ့ခွင်းရဲ့အလဲမှာเนาะစုံတဲ့နေရာမဟုတ်ဘူးခွင်းအလဲဒီမှာပဲထိုးလိုက်ပါ ဒါဆိုလို့ရှိရင်လေဘင်းအနာကိုအဲ့လိုပက်လက်လေးကွက်လိုက်ဒီမှာသူကသူနော်အတွန့်ပုံစံလေးဖြစ်သွားလိမ့်မယ်အဲ့ဒါကိုပက်လက်လေးကွက်လာခဲ့ပါဒီမှာမင်းအဲ့လိုခွေးလေးတွေပက်လက်ထူလာပေါ့နော်ဒီမှာနောက်ဆုံးဝင်လာရောက်ပြီဆိုလို့ရှိရင်လည်းချိန်၃ခုနဲ့တရေရေဒီတိုင်းတို့လေးကနေအကူထိုးချီချဲ့ယူတိုင်ရှိထိုးထိုးပြီးလို့ရှိရင်တို့ဒီမှာတိုင်းတို့လေးထိုးခဲ့တဲ့ဆဆချင်းနေရပေါ့နော်အဲ့ဒီထဲမှာအကူထိုးပြီးတော့ချီရောရှက်ကော်လေးနဲ့ချိန်ယူလိုက်မယ်ပြီးရင်ချီပြလိုက်ရပါပြီ ပြီးကမှချီကိုဒီနောက်ထဲမှာပေါ့နော်ဒီအတွင်မလားပဲထဲမှာအနာတက်လိုက်ပါအဲဆိုလို့ရှိရင်လေပြီးအနာလေးကလည်းဒီလိုမျိုးပေါ့နော်အခုံအခုံလေးတွေနဲ့ဒီလိုအနာတက်လေးရပါပြီမင်းညာပဲပေါ့နော်ဂျိုင်းနဲ့အဲဂျိုင်းနဲ့ညာပဲလက်ထိုးတဲ့ဟာလေးကိုတစ်ချက်နောက်ရမှတစ်ပိုင်းလာပါမယ်အကုန်လုံးအထက်လက်လက်လေးရကြပါစေရှင်